စိတ်တန်ရာနဲ့ကလေးတွေတရက်မောင်လုံးမွေးတပဲ့မာလေးတယောက်ရင်ဘတ်ထဲကစူးပြီးအောင့်တာတဲ့ကလေးဆိုတော့ငိုးနေတယ်အောင့်နေတာကဘယ်ဘက်ရင်ဘတ်ထဲကဆိုတော့မောင်လုံးမွေးလည်းသူ့အိမ်ကိုပြန်ပို့ပြီးစေကန်းကိုတွားခိုင်းရပါတယ်အတော်ကြီးတယောက်ကနှလုံးစားပြစ်တော့တာနေမဆရာအခုနောက်ပိုင်းကလေးတွေနှလုံးထိခဲ့တာတွေများတယ်ကျမမြည်လဲသူစိတ်ထိခဲ့စရာတွေ့ရင်မျက်ရည်တွေကျလာတော့တာလို့မောင်လုံးမွေးကိုပြောပါတယ်စစ်ပွဲကာလမှာကလေးတွေဟာစိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေရကြတယ် ာနာသိန်းစစ်တပ်ရဲ့လေရင်ကိုကြောက်ရတာအပြင် ပြက်နေတဲ့ခေတ်ကာလမှာမိဘတွေရဲ့မစင်ကျင်မှုတွေကြောင့်လဲစိတ်အနာတွေရကြတယ်။မိဘတွေကလည်းစာဝတ်နေရေးအတွက်ယုံခံကြရပူပင်ကြတဲ့အခါမှာကိုသားသမီးကိုဂရုစိုက်နိုင်မှုအားနည်းကြပါတယ်။ကိုသားသမီးကိုစူတာငေါက်တာဆိုတာပုံမှန်ပြုမှုနေကြပြုမှုတွေဖြစ်နေတာကိုလည်းတွေ့ရပါတယ်။တကယ်တော့တော်လိုင်းကာလာကြီးမှာအခက်ခဲတွေမွန်းကျက်ရမှုတွေကိုလူကြီးတွေပဲခံစားရတာမဟုတ်ပါဘူး။ကလေးတွေဟာလည်းသူ့အရွယ်နဲ့သူခံစားချက်နေပါ။သူတို့ဟာနုနယ်တဲ့ရွယ်မှာ ကျန်းတဲ့နဲ့လောကရန်ကိုခံရတယ်။သူတို့ရွယ်နဲ့မမျှတဲ့ဆင်းရဲဒုက္ခတွေကိုရင်ဆိုင်နေကြရတယ်။ပထွေးနဲ့အမေကြောင့်အိမ်မှာမပြောလို့ထွက်ပေါက်ရှာရင်နေတဲ့တပည့်မိုးဆိုးမအမေရဲ့အနေထိုင်ကြောင့်အိမ်ကနေထွက်ပြေးရင်းနေတဲ့ကလေးစတဲ့ပြည်တွင်းစစ်ကြောင်းမှာတပူပေါင်းနှစ်ပူဆင့်ခံစားနေကြတဲ့ကလေးတွေကိုမြင်နေရတဲ့အခါမောင်လူမွေးကယူနာတက်မိပြီးသူတို့အတွက်ရင်မောရပါတယ်။မသားရတဲ့ခေကြီးမှာကလေးတွေလိုအပ်နေတာကနှွေးထွေးတဲ့ဆက်ဆက်ရည်ပါ။သူတို့တွေရင်ဆိုင်နေကြရတာကနှုတ်ပိုင်းဆိုင်ရာကြမ်းတမ်းစွာပြောဆိုခံရမှု မိသားစုဝင်တူဦးမူရင်နေမှုရုပ်ပိုင်းဆိုင်ရာရောစိတ်ပိုင်းဆိုင်ရာပါလိလူရှုခံရမှုတွေပါဒီလိုရာတွေကိုစစ်ရှောင်စကန်ကကလေးတွေကပိုခံစားကြရပါတယ်ဒီလိုခံစားနေကြတဲ့ကလေးတွေအတွက်စစ်ရှောင်ကျောင်းတွေဟာလုံခြုံတဲ့ပညာရည်ဝန်ဖြစ်ရမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့မောင်လူမွေးဟာစစ်ရှောင်ကျောင်းကဆရာဆရာမလေးတွေနဲ့ဆွေးနွေးပွဲတွေတင်နန်းတွေလုပ်ပါတယ်ဘောလုံးချစ်လုံးတွေဝဲအားကစားတဲ့ကလေးတွေရဲ့စိတ်ကိုတတ်တာအောင် တိုးတက်အောင်ကြိုးစားကြပါတယ်အောင်မြင်သွားတဲ့ကလေးတွေကျောင်းတွေရှိသလို့ အောင်မြင်နိုင်သေးတဲ့ကလေးတွေကြောင်းလေးလည်းရှိပါတယ်။လက်လက်မိသမျှတော့အရှိန်မပြတ်ဆက်လက်စ조사နေကြဆဲဖြစ်ပါတယ်။တကယ်တော့လူဘဝမှာအခြေခံလိုအပ်ချက်ဖြစ်တဲ့စားရေးဝေးရေးနေရေးအခြေခံသုံးချက်ပြည့်စုံမှကျန်တာတွေကိုလုပ်လို့ရတာပါ။ဆေးရှောင်းစခန်းကကလေးတွေဟာနေရေးအတွက်မိုးကံမိုးကတဲလီတွေမှာနေကြရတယ်။ဝေးရေးကလည်းရှိတဲ့အဝတ်ထည်လေးနှစ်စုံသုံးစုံကိုလှည့်ဝကြတယ်။သူတို့မိသားစုမှာစားเสียဆန်ရှိမရှိဟာသူတို့မိဘတွေရဲ့ညနေထားအပြောဆိုနဲ့တိုက်ရိုက်အချိုးကြတယ်။ မိသားစုအတွက်စားစရာဆန်ဟာစိုးရင်ပွဲအနေထားကိုရောက်လာပြီဆိုရင်မိဘတွေစီကတဆင်သူတို့အပေါ်ရောက်တဲ့ဖီအားဟာတက်ရောက်မှုကြီးပါတယ်အခုရှစ်တန်းတက်နေတဲ့မိန်းကလေးတွေက၃ယောက်ကလာမယ့်နှစ်၉တန်းကိုစက်မတက်နိုင်ဘူးလို့ပြောနေစရာသူတို့ကကြောင်းဆက်နေခြင်းပဲမဲ့သူတို့အိမ်တွေကစောင့်ဝင်နေရင်စင်မပြေကြဘူးသူတို့အိမ်အတွက်ဝင်ဝင်ရောက်အောင်လုပ်လို့ရမယ်ထင်တယ်လို့စစ်ဆောင်ကြောင်းတာဝန်ခံဆရာမလေးကမောင်လူမွေးကိုပြောပါတယ်မောင်လူမွေးတို့အနေနဲ့ကလည်းသူတို့ကြောင်းတက်တဲ့ကုန်ကျစရိတ်ကိုသာအတိုင်းတာတရက်ထိကူညီပေးနိုင်ပြီး မိသားစုစာဝတ်နေရေးကိစ္စကိုတော့ဖြည့်ရှင်းမပေးနိုင်ပါလာမယ့်နှစ်ကိစ္စလာမယ့်နှစ်မှာဆွေးနွေးကြမယ်ဆိုတဲ့စကားနဲ့ပဲဒီကိစ္စကိုလောလောဆယ်ရပ်ထားလိုက်ရပါတော့တယ်ခေပြကြီးတဲ့မှာကလေးတွေဟာငိုတာမဟုတ်ပဲမျက်ရည်ကျကြတာကိုသတိထားမိပါတယ်မငိုဘဲနဲ့လိုလိုစီးကြလာတဲ့မျက်ရည်ဟာခံစားမှုအနှံ့ရှိုင်းစုံနေရာကလာတယ်ငိုတာကငိုပြီးရင်ပေါ့သွားပေမဲ့မျက်ရည်တွေ့တွေ့ကျရတဲ့ခံစားမှုဟာတော်တော်နဲ့မပြောက်တတ်ပါဘူးဒါကမောင်လုံးမွေးကိုရွေ့မြင်ရတဲ့အခြေအနေတချို့ကိုရေးရတာပါမောင်လုံးမွေးတို့ဆရာဆရာမတွေရှေ့မှာမဟုတ်ပဲ အခြားတနေရာရာမှာတိတ်တိတ်လေးမျက်ရည်ကျနေကြရရှာတဲ့ကလေးတွေရှိမယ်။တနိုင်ငံလုံးအတိုင်းအတာနဲ့တိတ်တိတ်လေးမျက်ရည်ကျရရှာတဲ့စိတ်ဓာတ်ရနဲ့ကလေးတွေရဲ့မျက်ရည်ပေါင်းများစွာရှိမယ်။ကလေးတွေရဲ့စိတ်ဓာတ်ရတွေကိုကုစားဖို့မိဘပေးရင်အနီးကပ်ဆုံးပုံကိုယ်တွေဟာဆရာဆရာမတွေဖြစ်တယ်။သူတို့ရဲ့စိတ်ဓာတ်ရတွေကိုသတိထားစောင့်ကြည့်ပြီးစိတ်ရှည်နှွေးထွေးမှုနဲ့ပြုမှုဆက်ဆံကြဖို့လိုအပ်ပါလေခင်ဗျာ။မောင်လူငွေ